အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့ CSC ထုတ်လို့ရမှာအမြုပ်ဆက်တွေနဲ့တွဲဖက်ပြီးတော့အသုံးပြုရတဲ့လေမှုဆက်တွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ CSC ထုတ်လို့တဲ့နေရာမှာ အမြုပ်ဆက်တွေနဲ့တွဲဖက်ပြီးတော့အသုံးပြုတဲ့လေမှုဆက်တွေကဆိုလို့ရှိရင်အမြုပ်ကောင်းမှုအတွက်ကိုအဓိက ပံ့ပိုးပေးတဲ့အပိုင်းတစ်ခုအနေနဲ့ပါဝင်ပါတယ်တို့တကြောင်အမြုပ်ဆက်တစ်ခုကိုတိဆောက်တဲ့နေရာမှာဆိုလို့ရှိရင်လေမှုတ်ဆက်ကလည်းမရှိမဖြစ်လိုအပ်ပါတယ်လေမှုတ်ဆက်ကလိုအပ်တယ်လို့ပဲလေရရှိတဲ့ပမာဏလည်းများလဲများရမယ်တည်ငြိမ်မှုလည်းရှိရမယ်ဒါမှကျွန်တော်တို့ထွက်လာတဲ့အမြုပ်တွေကကောင်းမွန်တဲ့အမြုပ်တွေဖြစ်ပါလိမ့်မယ်ကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့ဘာပဲပေါ့နော်ဘူပေါင်းလေးတွေဟာဆိုလို့ရှိရင်ကြီးလိုက်သေးလိုက်ကြီးလိုက်သေးလိုက် မြုံထဲမှာပါဝင်ကြပါတယ်တို့တကြောင်လင်မှုဆက်ကတည်ငိမ်နေမှကျွန်တော်တို့ဘူပေါင်းလေးတွေကညီညာလေးဖြစ်လိမ့်မယ်ဒို့မဟုတ်ပါဘူးဆိုလို့ရှိရင်ဘူပေါင်းလေးတွေကြီးလိုက်သေးလိုက်ကြီးလိုက်သေးလိုက်ဆိုလို့ရှိရင်ကြီးတဲ့ဘူပေါင်းတွေကဘူပေါင်းရဲ့မျက်နှာပြင်လေးတွေကပါလွာတတ်တယ်သေးတဲ့ဘူပေါင်းလေးတွေမျက်နှာပြင်လေးတွေကထူတတ်တယ်တို့တကြောင်ကျွန်တော်တို့ကဘီလက်မြေသေးရေရောထားတဲ့မဆလာလေးကိုကျွန်တော်တို့အမြုပ်ခေါ်တဲ့ ီဘာဘဘူပေါင်းလေးတွေရောဆက်လိုက်တဲ့အချိန်မှာကြီးတဲ့ဘူပေါင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ပေါက်သွားတယ်အဲ့လိုပေါက်သွားလို့ရှိရင်အဲ့ဒီအမြုပ်ဘူပေါင်းလေးကရေဖြစ်သွားတယ်ရေဖြစ်သွားရင်ဘူပေါင်းတစ်ခုကပေါက်တယ်ရေဖြစ်တယ်ပေါက်တယ်ရေဖြစ်တယ်ပေါက်တယ်ရေဖြစ်တယ်ရေဖြစ်သွားလို့ရှိရင်နောက်ထပ်ဘူပေါင်းတွေကိုလည်းရေရဲ့ပမာဏကပေါက်သွားတဲ့ပမာဏတွေများလာလေလေဘူပေါင်းတွေကိုဖောက်ပြစ်ဖောက်ပြစ်တဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဆိုတော့ အုတ်တွေလောင်းပြီးသွားလို့ရှိရင်အုတ်ကလောင်းပြီးသွားတဲ့မျက်နှာပြင်နဲ့နှိမ့်ကျသွားတယ်အဲ့ဒါတွေကကျွန်တော်တို့လေမှုတ်ဆက်အားနေတာလေဖြစ်တိုင်းလေနောက်ပြီးတော့ဒီအမြုပ်ဆေးရည်ကိုရောဆက်တဲ့နေရာမှာရေရဲ့အချိုးစားများတာလေဖြစ်နိုင်တယ်အဲ့ဒါတွေကိုကျွန်တော်တို့ကအဖြေရှားအားမှာဖြစ်ပါတယ်သူတကြောင်ကျွန်တော်တို့လေမှုတ်ဆက်တွေကိုတုံးဆွဲတဲ့နေရာမှာအမြုပ်ဆက်တွေနဲ့တွဲပြီးတုံးဆွဲတဲ့နေရာမှာလေမှုတ်ဆက်တွေကအားလေကောင်းရမယ်တည်ငြိမ်မှုလည်းရှိရမယ် ဲ့တော့ကြောင့်ကျွန်တော်တို့ကလေမှုဆက်ကိုတနိုင်တစ်ပိုင်းသုံးတဲ့နေရာမှာဆိုလို့ရှိရင်လေမှုဆက်အသေးလေးတွေရတယ်လီတာ25လီတာလို့30လီတာလို့50လီတာလို့ရပါတယ်ယခုကာလာပေါက်ဈေးနဲ့ဆိုလို့ရှိရင်တသိန်းရတွေပြီးတော့3လ5သိန်း6သိန်းစာဒီဖြင့်ပေါ့နော်ဈေးအမျိုးအစားအမျိုးမျိုးရှိကြပါတယ်တို့ဒီကြောင့်အခုနောက်ပိုင်းဝင်တဲ့ limo set တွေကဆိုလို့ရှိရင် wireless စီမပါတဲ့လေမုတ်ဆက်တွေဖြစ်ပါတယ်အဲ့စီမပါတဲ့လေမုတ်ဆက်တွေကလေပမာဏညော်နေသွားတာနဲ့သူကထပြီးတော့ဆက်ကိုလဲပေးပါတယ်သူတို့ကြောင့်ကျွန်တော်တို့တနိုင်တစ်ပိုင်းလုပ်တဲ့လုပ်ငန်းတွေအတွက်မှာလေမုတ်ဆက်သေးတာကြီးရာပြဿနာမရှိပါဘူးဥပမာဘီလက်မြေတအိတ်ချော်ဆက်တဲ့နေရာမှာအမြုပ်ဆက်ကကျွန်တော်တို့ကစက္ကန့်20စက္ကန့်30ဒီလောက်ပဲတမိနစ် ထက်မကြော်တဲ့စက္ကန့်ကလေးတွေပဲမောင်းတဲ့အတွက်ကြောင့်လေမှုစက်ကလည်းအကြာကြီးမောင်းစရာလည်းမလိုဘူးအဲ့အတွက်ကြောင့်ခဏလေးတုံးတဲ့ဟာမျိုးဖြစ်မဲ့ဗီလက်မြေတိတ်ဆက်တို့နှစ်အိတ်ဆက်တို့သာပြင်လီမိုဆက်ကအကြီးလည်းမလိုပါဘူးတီးတီးလေးနဲ့လည်းလုံလို့ရပါတယ်ဒါပေမဲ့အချို့လုပ်ငန်းကြီးတွေမှာဆိုလို့ရှိရင်ဗီလက်မြေ၃အိတ်ဆက်တို့ ငါးအိတ်ဆက်တို့ဖြော်တဲ့ဟာတွေတချို့လုပ်ငန်းအကြီးတွေတခါတဲ့အုံမွေလုံးကြီးအကြီးတွေတဲ့ကားနဲ့ပါတဲ့အုံမွေလုံးအကြီးတွေနဲ့လောင်းနေရတယ်ဆိုရင်ကျွန်တော်တို့အမြုပ်ဆက်တွေကိုနိုင်နဲ့တော့၎င်းဟိုမိနစ်နဲ့တော့မိနစ်20လို့နိုင်ဝတ်တို့လောင်းရမယ့်အချိန်ကြီးကြာလို့ရှိရင်ကျွန်တော်တို့ပေါင်းရမယ့်အချိန်ကြီးညီမှုဆက်ကထွက်တဲ့ပမာဏနည်းနေလို့ရှိရင် စီးရီတွေကများသွားပြီးတော့လေရဲ့ပမာဏကနည်းလို့ရှိရင်ကျွန်တော်တို့စီးရီကုန်တာပဲအဖတ်တင်သွားပါလိမ့်မယ်ကျွန်တော်တို့ရဲ့ CSC တွေကစီးရီကုန်ပြီးတော့အကျိုးမရှိပါဘူးရှုံးနေတဲ့အနေထားကိုရောက်သွားနိုင်ပါတယ်တိုးတကြောင်ကျွန်တော်တို့ကလုပ်ငန်းစတည်ပြီးတော့တည်တဲ့အချိန်မှာဒီလိုရီမုတ်ဆက်တီးဆက်ပစ္စည်းတွေရာလည်းအဓိကသတိထားမယ်အချက်တွေလည်းဖြစ်ပါတယ်ဆိုတော့ကြောင့်ရီမုတ်ဆက်ကိုစတင်ဝယ်ယူပြီးတော့ရုပ်ရဲ့အချိန်မှာတနိုင်တစ်ပိုင်းလုပ်ငန်းတည်တည်လေးတွေ ခဏလေးပဲမောင်းမယ်လုပ်ငန်းမျိုးတွေဥမာဘီလက်မြေတိအိဆက်တစ်ခါဖြော်ပြီးတော့လောင်းမယ်ဘီလက်မြေတိအိဆက်တစ်ခါဖြော်ပြီးလောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လေမုတ်ဆက်တရားလီတာအူ20တို့အစိတ်တို့30တို့50တို့ပြဿနာမရှိဘူးကြိုက်တာတုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဝယ်လာတဲ့လေမုတ်ဆက်တွေကိုတော့နည်းနည်းလေးဟိုပါဘောတော့လေထွက်တဲ့လေချိန်နဲ့ဘားလေးတွေကိုနည်းနည်းလေးတော့ပြုပြင်ပေးရမယ်သူတို့ကဆက်ယုံသွားပြီးတော့လာလို့ရှိရင်အဲ့လေမုတ်ဆက်တွေက တို့လေလောင်အိုးထဲမှာလီတာနည်းနည်းလေးခြံတဲ့အထိကိုမမောင်းဘူးသူကရက်ထားတယ်လီတာလုံးဝဟာလာဟိုဟာ pressure နည်းနည်းလေးခြံလောက်တဲ့အထိကြမှာသူကဆက်ကို runny step runny ပေးတယ် step runny ပေးတော့အဲ့ချိန်ညမှာထပြီးတော့လေတယ်လီမုတ်ဆက်တွေကလည်းအမျိုးမျိုးရှိပါတယ်လီမုတ်ဆက်တွေကလည်းဟောတမိနစ်ကို လီတာ50 60 80 80ထွက်တဲ့လီမုတ်ဆက်တွေရှိတယ်တချို့လီမုတ်ဆက်တွေက တမီနစ်ကိုလီတာ100အထက်ထွက်တယ်တချို့လီမုတ်ဆက်တွေကလီတာ200ထိထွက်ပါတယ်အဲ့တော့ကြောင့်ယခုလာတဲ့လီမုတ်ဆက်တွေကဆိုလို့ရှိရင်တမီနစ်ကိုလီတာ200အထိထွက်တဲ့လီမုတ်ဆက်တွေတော်တော်များများဝင်နေပါပြီကျွန်တော်တို့လီမုတ်ဆက်တွေကအဓိကအားဖြင့်တင်သွင်းတဲ့နိုင်ငံတွေကတော့အိန္ဒိယနိုင်ငံတွေဖြစ်တယ်တရုတ်နိုင်ငံနဲ့ယူရီးယားနိုင်ငံတွေကတင်သွင်းတဲ့လီမုတ်ဆက်တွေများပါတယ်အရင်တော့ကကျွန်တော်တို့တိုင်းပြည်မှာတုံးထားတဲ့ကွန်ပရက်ဆာနဲ့ဟိုပါဘောနော် ပြင်စင်နဲ့မောင်းတဲ့လေမှုဆက်တွေလည်းရှိပါတယ်ပြင်စင်နဲ့မောင်းတဲ့လေမှုဆက်တွေကိုသုံးမယ်ဆိုလို့ရှိရင်ဓာတ်ရိုက်သုံးဆွဲလို့မရနိုင်ပါဘူးဘာဖြစ်လို့ဆိုတော့ပြင်စင်ကအပေါ်အောက်ကိုပြေးရတဲ့ lens နည်းနည်းကွာတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ကွာတဲ့အချိန်နည်းနည်းကြာတဲ့အတွက်ကြောင့်ကျွန်တော်လေထွက်တဲ့ပမာဏက1မိနစ်ကိုလီတာနည်းနိုင်ပါတယ်1မိနစ်ကိုလီတာ10လီတာလီတာ20လီတာ30တဲ့ပုံထွက်နိုင်တဲ့အားမရှိပါဘူးတို့တကြောင်ကျွန်တော်တို့အိမ်ကြီးမှာတချို့ ဟိုအဝီဂျီတွေနေတုံးတဲ့လေမှုဆက်တွေတော်တော်များများရှိပါတယ်အိမ်ဒီမှာ၃လမတို့၄လမတို့ဟာပြင်ဆင်အိုးတွေနဲ့အကြီးကြီးမောင်းတဲ့လေမှုဆက်ကြီးကြီးရှိပါတယ်မော်တာကြီးတွေနဲ့ဆွဲတဲ့လေမှုဆက်တွေရှိပါတယ်သူတို့ရဲ့ကွန်ပရက်ဆာတွေကဆိုရင်ဒီမှာရေဘူးလောက်ရှိတဲ့လောင်အိုးတေးတလေးတွေနဲ့လောင်တယ်အဝီဂျီတွေနဲ့ကိုပိုက်ချပြီးတော့ရေဒီယိုမောင်းတင်တဲ့လေမှုဆက်တွေလည်းရှိပါတယ်အဲ့ဒီဆက်တွေကိုလည်းကျွန်တော်တို့အမြုပ်ဆက်တွေနဲ့တွဲသုံးလို့ရပါပဲဒါပေမဲ့သူ့ရဲ့ ါတဲ့လေမှုဆက်မှာပါတဲ့လေလောင်အိုးကတင်းတလီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတခြားလေလောင်အိုးတစ်ခုကိုဖန်တီးရမယ်အဲ့ဒီလိုဖန်တီးတဲ့နေရာမှာလည်းကျွန်တော်ပုံထဲမှာပြထားသလိုပဲဘားလေးတွေလေရှံဘားပါမယ်လေထုတ်တဲ့ဘားပါမယ်ရေထုတ်တဲ့ဘားပါမယ်အဲ့ဒီဘားလေးတွေကိုအစင်လိုက်လေးတွေတက်ရမယ်ဘာဖြစ်လို့ရေထုတ်တဲ့ဘားပါမလို့ကွန်ပရက်ဆာတွေကမောင်းပါများလို့ရှိရင်ရေထဲမှာလေထဲမှာပါတဲ့ရေငွေ့တွေကထွက်လာတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ ရည်တွေပါလာရင်ကျွန်တော်တို့ရဲ့အမြုပ်ဆက်မှာရှိတဲ့ solo night ကလေးတွေပျက်စီးတတ်တယ်ကြာကြာမခံတတ်ဘူးဒုတိယကြောင့်ကျွန်တော်တို့ကလေလောင်ဦးတွေလုတ်တဲ့အချိန်မှာရည်ကိုဖောက်ထုတ်ဖို့ဗားလေးတွေပါရမယ်အချို့လေမုတ်ဆက်တွေမှာဆိုရင်လေမုတ်ဆက်တွေအောက်ပိုင်းမှာအဖွင့်ပိတ်ဗားလေးတွေပါတယ်ဒါဆိုရင်ရည်တွေ အိုက်ပြီးတော့အထဲထဲမှာရေတွေတီးလာပြီးလေထဲမှာပါတဲ့ရေကိုးရေကိုးတွေကိုသူကအထဲထဲမှာလေလောင်အိုးထဲမှာရေဖြစ်ဖြစ်သွားတယ်ဖြစ်သွားတဲ့ဟာကိုဖောက်ထုတ်ပြီးတော့သူကဘားလေးတွေပါတတ်ပါတယ်အဲ့ဒါလေးလည်းမကြမကြကျွန်တော်တို့သုံးတာကြာလို့ရှိရင်လေမှုဆက်တွေကိုလှုပ်ကြည့်လိုက်လို့ရှိရင်ရေတန်ကြရတယ်အဲ့ချိန်တိုင်းကျွန်တော်တို့ဘားလေးကိုဖွင့်ပြီးတော့သုံးဆွဲလို့လည်းရပါတယ်တို့တဲ့ကြောင့်အမြုပ်ဆက်မှာလေမှုဆက်ကိုကောင်းကောင်းလေးဘာဖြစ်လို့သုံးရမလဲဆိုတဲ့ခါလေးကိုကျွန်တော်ပြောပြပါမယ် ကျွန်တော်လေမှုတ်ဆက်တွေကတာမန်အားဖြင့်လီတာ80တရာထက်ပုံမထွက်ကြပါဘူးကွန်ပရက်ဆာဟိုပါတော့အပေါ်မှာမော်တာလေးတစ်လုံးနဲ့ဟာလေးဆိုရင်အဲ့တော့ကြောင့်ကျွန်တော်တို့ကရေမော်တာကအမြုပ်ဆက်မှာပါတဲ့ရေမော်တာက1မိနစ်ကိုလီတာ35လီတာလေမှုတ်ဆက်က1မိနစ်ကို80လို့တရာမကျော်တဲ့ဟာရှိတယ် ဲ့တော့နှစ်ခုပေါင်းပြီးတော့တွန်းပြီးတော့ထုတ်ပြီးတော့အမြုပ်ထွက်လာတဲ့ဟာက1မိနစ်ကိုလီတာတရာလုံးဝမထွက်နိုင်ပါဘူးတို့တဲ့ကြောင့်အမြုပ်ဆက်တီတိဆောက်တဲ့နေရာမှာ1မိနစ်ကိုလီတာအမြုပ်လီတာ80တရာတရာအထက်လိုချင်နေဆိုလို့ရှိရင်ရေမုတ်ဆက်အားကောင်းကောင်းလဲလိုပါတယ်တို့အတူလေမုတ်ဆက်ကိုလည်း အားလည်းကောင်းရမယ်လီလောင်အိုးလည်းရှိရမယ်ဆိုရင်ပူပြီးတော့အဆင်ပြေပါတယ်လီလောင်အိုးကတော့ကျွန်တော်ဖန်တီးပေးထားတဲ့ချို့လီလောင်အိုးလေးတွေရှိပါတယ်လီလောင်အိုးလေးကိုကျွန်တော်တို့ကအလား guest me ကိုအိုးလိုမျိုးအသားထုတ်ထူနဲ့အိုးတစ်ခုကိုဖန်တီးလို့ရပါတယ်အဲ့ဒီမှာကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်းဘားလေးတွေလီရှံဘားလေးတွေလီချူဘားလေးတွေအဝင်အထွက်ခေါင်းလေးတွေတတ်မယ်ဟိုတစ်ဖက်သွားတဲ့ဘားလေးတွေတတ်မယ်ရေထုတ်တဲ့ဘားလေးတွေတတ်ရင်လောင်အိုးအနေနဲ့တုံးလို့ရပါတယ်တူတူကြောင့်ကျွန်တော်ရှိမှာ လာတင်ဘူးတဲ့လူတွေကတော့ကျွန်တော်ရှီမှာလာပြီးတော့ဟာလီလောင်ဦးကိုဘယ်လိုဖန်တီးရမလဲဆိုကျွန်တော်ပုံလေးတွေတော်တော်များများကိုပြောက်ဝေးပေးထားတာရှိပါတယ်အဲ့အတိုင်း లైట్ လို့ရလေရပါတယ်သူတို့ကြောင့်လင်းဖုတ်ဆက်တွေဝေတဲ့အချိန်မှာအမျိုးအစားတွေကိုကိုယူရမှာယူရတဲ့အချိန်မှာဟာလာဈေးပေါ်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့လင်းဖုတ်ဆက်ဝေလိုက်လို့ရှိရင်သူ့မှာပါတဲ့ဘားလေးတွေကိုနည်းနည်းပြန်ပြင်ပေးရမှာအဲ့တော့လင်းဖုတ်ဆက်တစ်ခုမှာ လီဗီယာဂိတ်လေးတွေပါတယ်အဲလီဗီယာဂိတ်လေးတွေပါတော့တကြောင်ပထမဦးဆုံးအစ်စ်မှာလီဗီယာဂိတ်ကလေးတွေကသူက လီဗီယာကုန်ကန်ကြီးကမှဆက်ကိုထပြီးတော့လေခိုင်းတယ်အဲ့ဒါကိုမလဲစင်ကျင်းလို့ရှိရင်အဲ့ဒီလေမှုဆက်ကအပေါ်မှာ control လေချိန်နဲ့ spray နဲ့ဘားလေးကိုအတိုးလျှော့လေးလုပ်ပေးရပါတယ်အဲ့ဒီအတိုးလျှော့ဘားလေးမှာဆိုရင်အပေါင်းနဲ့အနှုတ်ကလေးရှိပါတယ်အဲ့ဒါလေးကိုဝဲဥလဲလေးနဲ့အပေါင်းလေးအနှုတ်ကလေးကို adjust လုပ်လို့ရှိရင်ကျွန်တော်တို့က လီလောင်ဦးထဲမှာလီတစ်ဝက်လောက်ရောက်တာနဲ့ထပြီးတော့လီမုတ်ဆက်ကို running step running ထပေးမယ်ထပြီးရင်ကျွန်တော်တို့လီကိုလုံလုံလောက်လောက်ရရှိမယ်အဲ့ဒါလေးတွေကတော့ကိုယ့်ဘာကိုဖန်တီးပြီးတော့ပြုတ်ပြင်ရမှာဖြစ်ပါတယ်လီမုတ်ဆက်အစ်စ်ဝယ်လာလို့ရှိရင်နုမုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်လာတဲ့လီမုတ်ဆက်ကတည်တည်လီဖြစ်နေတယ်လောင်ဦးကလည်းလီတာ20လို့30လို့ပဲလို့တယ်ပါတယ်ကျွန်တော်တို့အမြုပ်ဆက်ကလီတာကို လေလီတာကိုအများကြီး pressure ကိုလိုတယ်လိုတဲ့အချိန်မှာဒီမှာထပြီးတော့လေမုတ်ဆက်ကမလဲသေးဘူးဟိုမှာကအမြုပ်ဆက်ကပါတဲ့မော်တာကဆက်ပြရည်တွေဟိုပါဘောနော်အမြုပ်ဆေးရည်တွေကြီးပဲကျွန်တော်တို့ကစုတ်ထုတ်မယ်ဆိုရင်အမြုပ်ဆေးရည်ကအများကြီးပါသွားမယ်လေရနည်းနည်းလေးပဲပါသွားမယ်အဲ့ဒီအချိန်ကြာလို့ရှိရင်အမြုပ်ကဘူပေါင်းတွေကမငြိမညာလဲဖြစ်တတ်တယ်ဆေးရည်တွေလည်းအများကြီးကုန်တတ်တယ်တို့တဲ့ကြောင့်ကျွန်တော်ရှိမှာ လာတင်နဲ့တချို့လူတွေဆိုလို့ရှိရင်ဆရာကြီးကျွန်တော်တို့ကတော့ဟိုပေါ်ဆေးရီ1လီတာဝယ်လိုက်လို့ရှိရင်ထွက်ရှိလာတဲ့အုတ်ရဲ့အရည်အတွက်နဲ့ဆေးရီရဲ့ကုံနဲ့အရည်အတွက်ကများနေတယ်။အဆေးရီတွေမတရားကုန်နေတယ်။အခုခင်မှာဆိုရင်ဆေးရီကလည်းလီတာ30 30 kg ပါတဲ့ပုံတစ်ပုံကို၄သိန်းကြီးပါလောက်ဖြစ်ပါတယ်။ တလီတာကို1000ကျော်လောက် တကြတာဗောနော်အရင်တော့က6000 6000လောက်ပဲရှိတာဗောနော်အဲ့လို9000 6000ရှိတဲ့အချိန်မှာဆေးတလီတာကုန်သွားလဲပြဿနာမရှိပြီမြန်အခုလို့ဈေးမြင့်နေတဲ့အချိန်မှာဆေးလီတာကိုကျွန်တော်တို့ကတိတိကျကျတုံးဖို့အတွက်ခြွေတာဖို့အတွက်ကိုလေမှုဆက်ကလည်းတခန်းတခါနားကလည်းအထောက်အကူပြုပါတယ်တို့တကြောင်လူကြီးမင်းတို့လည်းလေမှုဆက်ဝယ်ယူတဲ့နေရာမှာတေးသေးဝယ်လဲရတယ်ကြီးကြီးဝယ်လဲရတယ်တနိုင်တစ်ပိုင်း တစ်ခါဖြော်မယ်နားမယ်တစ်ခါဖြော်မယ်လောင်းမယ်တစ်ခါဖြော်မယ်တစ်ခုတိတ်စီတိတ်စီဖြော်မယ်ဆိုရင်တော့လေမှုဆက်အသေးလေးလေးနဲ့ရပါတယ်ခုနကလို၃အိတ်ဆက်တို့ဖြော်မယ်၄အိတ်ဆက်တို့ဖြော်မယ်၅အိတ်ဆက်တို့ဖြော်မယ်ဆိုလို့ရှိရင်မရပါဘူးလေမှုဆက်ကြီးကြီးဝယ်ပါမဝယ်နိုင်လို့ရှိရင်လည်းကျွန်တော်တို့လေမှုဆက်အသေးဝယ်ပြီးလို့ရှိရင်ဘေးမှာလောင်အိုးတအိုးကိုကိုယ့်ဘာကိုဖန်ပြီးလိုက်ပါအဲ့ဒါဆိုရင်အားလုံးပြေလည်သွားပါလိမ့်မယ်တချို့ဖူစေဘောလုံးကွင်းတို့ဘာတို့လောင်တဲ့လူတွေဆိုလို့ရှိရင် ကျွန်တော်တို့မှုရဲ့ဖွေခံကြီးတွေက382ဘာလို့မှုရဲအာဘီလက်မီက38ပဲရလဲ12တို့13လို့ဆိုလို့ရှိရင်အစာကြီးအများကြီးဖြစ်လာပြီအဲ့ဒါဆိုရင်မဆလာဖြော်တဲ့ကန်ကြီးရဲ့လည်းကြီးဖြစ်သွားပြီအဲ့အချိန်မှာကျွန်တော်တို့အမြုပ်ဆက်ကိုဟလာစက္ကန့်များများမောင်းရရင်လေရမပဘူးဆေးတွေကအများကြီးပါသွားရင် ကျွန်တော်တို့ရှုံးတတ်ပါတယ်အထို့တကြောင့်အလုံးလုံးတဲ့နေရာမှာလေမှုတ်ဆက်ကဲအမြုပ်ဆက်ကဲကို ဟန်ချက်ညီအောင်အသုံးပြုဖို့အတွက်လေမှုဆက်ကလည်းအခန်းတခဏကလည်းပါဝင်ပါတယ်သူတို့ကြောင့်လေမှုဆက်ဝယ်ယူတဲ့နေရာမှာကျွန်တော်တို့တည်တည်လေးဝယ်မယ်ဆိုရင်လောင်ဦးတက်တက်အိုးကြီးအောင်ဖန်တီးထားလို့ရပါတယ်အဲ့ဒါကိုလည်းဖန်တီးထားပါအကေလုံကြီးလုံဟန်နေမသိလို့ရှိရင်ကျွန်တော်ကိုလာတောင်းလို့ရပါတယ် Viber မှာ09 4255 88988မှာကျွန်တော်လေမှုဆက်ဒီလောင်ဦးလုတ်ပုံလုံကြီးလေးကျွန်တော်ဓာတ်ပုံလေး ေးပို့လို့ရပါတယ်လုတ်ပေးပါတယ်ပို့ပေးပါတယ်အဲ့ပုံစံတိုင်းလေးလုတ်လို့ရပါတယ်ရွယ်ကူပါတယ်ရိုးရှင်းပါတယ်ဒါမှလည်းအမြုပ်ကောင်းကောင်းထွက်လို့ရှိရင်ကျွန်တော်တို့ရဲ့အုတ် quality လည်းကောင်းမယ်အုတ်တွေထွက်လာလို့ရှိရင်မျက်နှာပြင်တွေလည်းမနှင်းကြတော့ဘူးကောင်းတဲ့အုတ်တွေလည်းရနိုင်ပါတယ်အဲ့တော့အုတ်တွေလောင်တဲ့အချိန်မှာမျက်နှာပြင်တွေနှိမ့်ကြရခြင်းအကြောင်းရင်းကတော့အဲ့လိုလေမလုံးမလောက်နဲ့အမြုပ်တွေထွက်တဲ့အတွက်ကြောင့်ဘူပေါင်းလေးတွေပေါက်သွားတဲ့အတွက်ကြောင့်ကျွန်တော်နိုင်ရန်တွေအုတ်ကဲ လောင်းပြီးသွားတဲ့နိုင်ငံလေးနဲ့နှိမ့်ကျသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့ကြောင့်လေမုန့်ဆက်ကိုကောင်းကောင်းအသုံးပြုနိုင်အောင်လို့လေ့ကျင့်ထားပါလေ့လာထားပါလီမုတ်ဆက်တွေကိုဝယ်လာတဲ့အတိုင်းလဲမသုံးမိပါစေနဲ့ကျွန်တော်တို့ control လေးတွေကိုချိန်ပါဒီဒိုင်ကွက်ဘားကလေးရဲ့တဝက်လောက်မှာရောက်တဲ့အချိန်မှာ လီမုတ်ဆက်ကိုထပြီးတော့ running ဖြစ်အောင်လို့အချက်စီကိုချိန်ယူ လို့ရပါတယ်သူတို့ကြောင့်ဒီအောင်ချိန်မယ်ဆိုလဲလူလူလေးပါလီမိုဆက်ကိုမောင်းလိုက်မယ်လီလာဦးတွေဝိုးဆိုရင်မောင်းပြီးတော့ပြေးသွားမယ်လီမိုဆက်ပြေးတာနဲ့ဖုဆိုသူကရက်သွားလိမ့်မယ်မော်တာရက်သွားလိမ့်မယ်အဲ့တော့ရက်သွားတဲ့အချိန်မှာကျွန်တော်တို့ကဝဲဥလေလီကိုကင်ထားမယ်အဲ့ဒီမှာ adjust လေးပါတယ်အပေါင်းနှုတ် adjust လေးပါတယ်အပေါင်းနှုတ် adjust လေးမှာကျွန်တော်တို့ကနှုတ်ဖက်ကိုလဲ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 ကြည့်လိုက်မယ်ဒီဘက်ကလီကိုမောင်းထုတ်ထားမယ် အာလေရောလေကိုရှော့ထုတ်ထားမယ်ပေါ့နော်ရှူးဆိုအပြင်ကိုမှုတ်ထုတ်လိုက်မယ်အဲ့တော့ဒီကိုမှုတ်ထုတ်တဲ့အချိန်မှာဒိုက်ခွက်ကဖြည်းဖြည်းနဲ့ဒိုက်ခွက်မီတာလေးကကျသွားမယ်အဲ့မှာတစ်ဝက်လောက်မှာတစ်ဝက်လောက်မှာထမောင်းအောင်လို့ကျွန်တော်တို့ဒီဟာလေးကိုလှည့်ပေးရမယ်အဲ့ဒါဆိုရင်အားလုံးအဆင်ပြေသွားမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ